မင်္ဂလာပါရှင်အစိုးရချင်းရက်ခေါ်ချမ်းမြငိမ့်ကပြပကနေတရားမဝင်တည်တည်လိုက်တဲ့နိုင်ငံသားပြစ်ကုံပစ္စည်းတွေကိုပြည်တွင်းမှာအခကျင်းငွေနဲ့တစ်စစ်ပြန်လည်ရောင်းချပေးနေသူတွေကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့မြမအလင်းကဒီကနေ့ဇွန်လ3ရက်မှာဖော်ပြထားပါတယ်စစ်ကောင်စီကဖမ်းဆီးလိုက်သူတွေဟာမန္တလေးတိုင်းဒေသကြီးအောင်မြင်သာဇံမြို့နယ်မှာနေထိုင်သူမတ်ဖြူဖြူနင်းနဲ့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်တောင်ပိုင်းမှာနေထိုင်သူမောင်ဖုံးမြင့်အောင်တို့ဖြစ်ပါတယ် မဖြူဖြူနှင်းကိုအေဗီလာ73ရက်ကဖမ်းဆီးခဲ့ပြီးမောင်ဖုံးမြင့်အောင်ကိုတော့မေလ10ရက်မှာဖမ်းဆီးခဲ့ပါတယ်ဖန်စီခံခဲ့ရတဲ့သူတွေဟာနိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဝင်ဖို့နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြက်ပြားစေဖို့နဲ့စူပူအောင်ကြွမှုတွေဖြစ်ပေါ်စေဖို့ဆိုရှယ်မီဒီယာတွေကနေတဆင့် posting ရေးသားခဲ့တာတွေကြောင့်ရစကြီးပုံးမှ905ကနဲ့အမှုဖွင့်ခံထားရသူတွေဖြစ်ကြတယ်လို့သိရပါဗျာ။ သူတို့နှစ်ဦးစလုံးကအစိုးရချင်းချင်းရဲ့ခိုင်းစေချက်နဲ့ပြပကန်နဲ့တရားမှုဝင်တင်ပို့လိုက်တဲ့နိုင်ငံသားပြစ်ပစ္စည်းတွေကိုအခကျင်းငွေနဲ့ထက်စင်ရောက်ချတာတဲ့ပြင်အစိုးရချင်းချင်းကပေးပို့စီလိုတဲ့ဒေါ်လာရေးဖွဲ့စည်းတွေကိုလည်းငွေကြေးထောက်ပံ့တာတွေလှုပ်ဆောင်ပေးခဲ့ကြတယ်လို့စစ်ကောင်စီကဆွဆွဲထားပါတယ်အစိုးရချင်းချင်းဟာရှော့မီအမည်ရှိတဲ့ Facebook page ကိုအခုနှစ်ဖေဖော်ဝါရီလမှာစတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်နဲ့ရောင်းချခဲ့ပါတယ် လုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံသားပြစ်လက်ကင်အိတ်နိုင်ခပတ်နဲ့အင်ဂျီစတဲ့ကုန်ပစ္စည်းတွေကိုအွန်လိုင်းကတစ်ဆင့်ရောင်းချခဲ့ပြီးရရှိလာတဲ့ငွေကြေးတချို့ကိုကိုကျိုးအတွက်သုံးစွဲခဲ့တဲ့အပြင်တချို့ကတော့တော်လိုင်းရဲ့အဖွဲ့အစည်းတွေစီထောက်ပံ့ပေးခဲ့တယ်လို့မြန်မာအလင်းကဖော်ပြထားပါတယ်ဖန်စီခံခဲ့ရတဲ့မတ်ဖြူဖြူနင်းနဲ့မောင်ဖုံးမြအောင်တို့ကိုတရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့လဲစစ်ကောင်စီကဆိုပါတယ် တော်လိုင်းရေးဖွဲ့စည်းသူကိုထောက်ပံ့နိုင်ဖို့လူမှုကွန်ရက်တွေမှာဈေးရောက်နေတဲ့ပန်ဆယ်လိုအကောင့်ပိုင်ရှင်အိမ်ပူဦးမအိုင်ရင် အကောင့်ပိုင်ရှင်အိုင်ရင်ရွှေနတီအကောင့်ပိုင်ရှင်တင်းတင်းຫນွယ်ဇွန်နီလာထေအကောင့်ပိုင်ရှင်ဇွန်နီလာထေအောင်တော်အကောင့်ပိုင်ရှင်အောင်တော်ခိုင်စုွယ်အကောင့်ပိုင်ရှင် CDN ဆ iam ခိုင်စုွယ် PNH Fashion အကောင့်ပိုင်ရှင်ထန်းနီနီတန်း ဒီချေချင်းချင်းအကောင့်ပိုင်ရှင်ချမ်းမြမြတော့စားတဲ့လူမှုအကောင့်ကိုရက်တွေနဲ့ချိတ်ဆက်ခြင်းရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူခြင်းတစိခံပြန်လဲရောင်းချခြင်းနဲ့အဲ့ဒီလိုဆောင်ရွက်နိုင်အောင်နီလန်တမျိုးမျိုးနဲ့ကုညီပေးနေသူကိုလည်းအကျန်းဖက်ဥပဒေနဲ့အညီထွထွရောက်ရောက်အရေးယူသွားမယ်လို့ဆိုထားပါဗျာ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်တပ်ကအရက်သားပြည်သူ6000ကျော်ကိုတပ်ဖြတ်ခဲ့တဲ့အပြင်လက်ရှိအချိန်ထိလည်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုနှိမ့်စင်ရက်ဆက်ကျူးလွန်နေပါတယ်ရှင်။